ကိုလေးကျင့်ကြဖို့အတွက်နမတ်တဲ့အကောင်းဆုံးလေးကျင့်ကံကပြေးတာလည်းမဟုတ်ဘူး။ဗိုက်လေးကျင့်ကံလောက်တာလည်းမဟုတ်ဘူး။အလေးပင်တွေမတာဆိုတာကတော့လုံးဝကိုမဟုတ်ပါဘူး။အခုကျွန်တော်မျှဝေပေးမယ့်လေးကျင့်ကံကကျင်းမာအချိန်ပြည့်ကစားတာထက်တောင်ကယ်လိုရီတွေကိုပိုပြီးလောင်ကျွမ်းစေပါတယ်။ဒီလေးကျင့်ကံပုံစံတစ်ခုလေးကတင့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးဖြစ်တဲ့ခြေထောက်ခါးနဲ့ဝမ်းပိုင်းလက်မောင်းအစုံနဲ့နှလုံးအားလုံးကိုတစ်ချိန်တည်းမှာအလုပ်လုပ်စေပါတဲ့ဒါဟာနှလုံးခုန်လုံးကိုချက်ချင်းမြင့်တက်စေပြီးအစီလောင်ကျွမ်းစေတဲ့ ဟော်မုန်းတွေကိုနှိုးဆွပေးတဲ့အပြင်ခန္ဓာကိုယ်ရဲ့ဇီဝကမဖြစ်စဉ်ကိုလည်းနာယီပေါင်းများစွာကြာအောင်မြင့်တက်နေစေပါတဲ့။ဒါအပြင်အစီမပါတဲ့ကြွက်သားတွေကိုတိဆောက်ပေးတဲ့ခန္ဓာရည်စွမ်းကိုတိုးတက်စေတဲ့ပြီးတော့ခေါင်းမာတဲ့ဗိုက်အစီတွေကိုတာမန်လေ့ကျင့်ခန်းတွေထပ်ပိုးများအရေးပြောကြစေပါတဲ့။ ျွန်တော်ပြောနေတဲ့လေ့ကျင့်ခန်းကတော့ဗာပြီးပါပဲဒီနေ့ကို15ကြိမ်တစုံစုစုပေါင်း3စုံလောက်ပဲဗာပြီးလုပ်ပေးရုံနဲ့တင်းရဲ့ဇီဝကမ္မဖြစ်စဉ်ကိုမိကုံရန်ကုံမြင့်တင်ပေးပြီးပုံမမြန်ဆန်တိတာတဲ့ကိုယ်လေးကျင့်ကြဆင်းမှုကိုရရှိစေမှာပါဒီလေ့ကျင့်ခန်းကိုအိမ်မှာပဲလုပ်လို့ရပြီးဗာပစ္စည်းကိရိယာမှလည်းမလိုအပ်ပါဘူးကဲဗာစင်ချေပေးစရာလိုသေးလို့လေ